ကျွန်တော်တို့အားလုံးဟာဘဝကြီးမှာတစ်ချိန်မဟုတ်တစ်ချိန်လဲကြဘူးကြသူတွေကြီးပါပဲအဲဒီလဲကြမှုတွေဟာဘယ်သူ့ကိုမှဒိမပေးပဲရုတ်တရက်ရောက်လာတတ်ပါတယ်စီးပွားရေးမှာရှုံးနေရင်ဆန်ရတာယုံကြည်အားထားဆုံးသူကတစ္ဆာဖောက်တာဒါမှမဟုတ်ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေအရာမထင်ပဲပန်းနိုင်တဲ့အကောင့်ထဲမပေါ်လို့စိတ်သက်တွေအောက်ဆုံးထိကြာစင်းနေတာမျိုးပေါ့ အရင်လိုလဲကြပြီးစိတ်ပြက်အားငယ်မှုအပြစ်တင်စိတ်နောင်တစတဲ့ခံစားချက်တွေဝါမျိုးနေရတဲ့အခါဘလို့မျိုးပြန်ထားမလဲဘသူမှမတင်ပေးခဲ့တဲ့ကြောက်ရှုံးမှုတိုင်းရဲ့နောက်ွယ်ကနေအောင်မြင်မှုစီဥတီသွားစီမဲ့အခရာကြတဲ့လေးဝက်ချက်တွေကိုဒီနေ့မှကျွန်တော်ဖော်ထုတ်ပြသွားမှာဖြစ်ပါတယ်ဒါရီယာစာတွေ့မှုပဲတည့်ရခံစားချက်ကိုချက်ချင်းပြောင်းလဲပေးနိုင်တဲ့လဲကြရာကနေ ်ပုံမှုအကောင်ပြီးပြန်ထနိုင်ဖို့အသုံးပြုရမယ်လက်တွေ့ကြတဲ့ပြန်ထဖို့နည်းလမ်းများဖို့ပဲဖြစ်ပါတယ်ဒီနည်းလမ်းတွေကိုသင်ပေါ်မှာအသုံးချခြင်းဖြင့်စိတ်ထက်ခွန်အားအတိတ်တပံပြန်လည်ရရှိပြီးအရင်ကထက်ပုံမှုခိုင်မာတဲ့အခြေအနေတစ်ခုကိုတည်ဆောက်နိုင်ပါလိမ့်မယ်လဲကြရတဲ့ဆိုတာရှုံးနေတော့တာမဟုတ်ပါဘူးနားယူဖို့အချက်ပေးတဲ့ခေါင်းလုံးတစ်ခုပေးလိုက်တာပါဒါပေမဲ့အများစုကလဲကြတဲ့အခါအဲ့ဒီနေရာမှာပဲ ဆက်နေတတ်ကြပါတယ်။ငါရှုံးသွားပြီ။ငါမှအင်အားမရှိတော့ဘူး။အလိုမျိုးတွေးပြီးလမ်းမြောက်ရှုံးပြလိုက်ကြတာများပါတယ်။ဒါပေမဲ့တကယ့်အောင်မြင်သူတွေရဲ့လေးဝဲချက်ကတော့သူတို့လဲကြဖို့မကြောက်ကြဘူး။အရေးကြီးတာဘယ်နှချင်းလဲကြလဲဆိုတာထက်ဘယ်လိုမျိုးပြန်ထလဲဆိုတာပဲဖြစ်ပါတယ်။ပြန်ထတယ်ဆိုတာကတင်းရဲ့ယူရဲ့ချက်ကိုပို့ပြီးတော့ခိုင်မာစေတဲ့စွမ်းအားတစ်ခုပါ။ ဒါဆိုရင်ဒီဆွဲအားကိုဘယ်လိုမျိုးပြန်လဲတိဆောက်ပြီးချက်ချင်းပြန်ထနိုင်မလဲဆိုတော့နီလန်တကူစီကြည့်လိုက်ရအောင်နီလန်နံပါတ်1ကတော့ physical realignment လို့ခေါ်တဲ့ခန္ဓာကိုယ်ကိုပြန်လည်နေရာချထားခြင်းပဲဖြစ်ပါတယ်စိတ်ထဲကြာရှုံးမှုနဲ့ရင်ဆိုင်ရတဲ့အခါကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာသမက ရုပ်ပိုင်းဆိုင်ရာကပါအဲ့ဒီခံစားချက်ကိုတုံ့ပြန်တတ်ပါတယ်စိတ်ထဲညှိုးငယ်နေတဲ့သူတယောက်ကိုသတိထားကြည့်ပါ ကုန်းတွေညှို့ချနေတဲ့ခေါင်းငုံပြီးထိုင်းနေတဲ့ခန္ဓာကိုယ်အနေထားကရှုံးပေးလိုက်ရန်ကိုပြသနေတတ်ပါတယ်။တင်းရဲ့ခန္ဓာကိုယ်အနေထားကတင်းရဲ့စိတ်ကိုတိုက်ရိုက်အမိန်ပေးနေတာပါ။ဒါကြောင့်လဲကျသွားတဲ့အခါအာရင်ကုန်ခန်းနေတယ်လို့ခံစားရတဲ့အခါအရင်ဆုံးလုံးရမှာကအဲ့ဒီထိုင်နေရလဲလျောင်းရနေရကနေအာယူပြီးထလိုက်တာပဲဖြစ်ပါတယ်။ထိုင်ရမှာနေထပြီးအပြင်ဘက်ကို 15မိနစ်လမ်းလျှောက်ထွက်လိုက်ပါလမ်းလျှောက်ခြင်းဟာသွေးလည်ပတ်မှုကိုကောင်းစေပြီးအုန်းနောက်ကိုအောက်ဆီဂျင်ပို့မှုရောက်ရှိစေပါတယ်သင်မှာအပြင်ထွက်ဖို့အင်အားမရှိရင်တော့အခန်းထဲမှာ10မိနစ်ခန့်မတ်တက်ရပြီးကိုယ်ကိုစမ်းထုတ်ပါနေရုံကြီးရတဲ့နေရာမှာခဏလေးရပ်နေလိုက်ပါနေရုံကြီးဟာသင်ခန္ဓာကိုယ်ကိုစိတ်ကြယောဂါကာကွယ်ပေးတဲ့ဗိုက်တာမင် D ကိုထုတ်လုပ်ပေးုံမှာမကစိတ်ခံစားချက်ကိုတည်ငြိမ်စေတဲ့ ဇီရိုတုံးနဲ့ထုတ်လုပ်မှုကိုပါမြင့်တင်ပေးပါတယ်။နောက်တစ်ချက်ကတော့ရေတစ်ခွက်တောက်လိုက်ပါ။ရေနဲ့ခမ်းကြောက်တာစိတ်ပင်ပန်းနှောနယ်မှုနဲ့အာယုံဆိုင်မှုအားနည်းတာရဲ့အဓိကအကြောင်းရင်းတစ်ခုပါ။ရေတစ်ခွက်တောက်လိုက်ခြင်းကသင်ခန္ဓာကိုယ်ကိုချက်ချင်းလန်းဆန်းမှုပေးလိုက်တာနဲ့အတူတူပါပဲ။ကျွန်တော်တို့ခန္ဓာကိုယ်ကိုရေချက်ရှိရှိလှုပ်ရှားလိုက်တဲ့အခါအုံနောက်ထဲမှာဒိုပမင်လို့ခေါ်တဲ့ကြော်ရွှင်မှုနဲ့အန်ဒိုဖင်လို့ခေါ်တဲ့နာကျင်မှုကိုရောကြစေမှု စားတဲ့စိတ်တက်ကြွစီတဲ့ဓာတုပစ္စည်းတွေထွက်လာတတ်ပါတယ်။ဒါကြောင့်တင်းရဲ့ခြေတော့ကိုစတင်လှုပ်ရှားလိုက်ခြင်းကတင်းရဲ့စိတ်ကိုပါညှိုးငယ်တဲ့အချိန်ကနေအောင်မြင်မှုစီပြန်လည်နှုတ်ထစီပါလိမ့်မယ်။နီးလနံပါတ်2ကတော့စိတ်အာရုံကိုပြောင်းလဲခြင်းပဲဖြစ်ပါတယ်။စိတ်ပြတ်အားငယ်မှုဒါမှမဟုတ်ကြာရှုံးမှုနဲ့ရင်ဆိုင်ရတဲ့အခါကျွန်တော်တို့ရဲ့စိတ်ကမိမိကိုယ်ကိုညှဉ်းပန်းနှိပ်စက်တဲ့ နဂရစ်လူတဲကိုအလူလျောက်ရောက်သွားတတ်ပါတယ်။အရိခါမှာအမားတွေအားနေချက်တွေရှေ့ဆက်ဖို့ခက်ခဲတဲ့အတိတ်ကကိစ္စတွေပဲဇကာတကားလိုထက်ခါထက်ခါပြန်လည်တွေးတောနေတတ်ပါတယ်။အရိစိတ်တော်ဖြစ်စေတဲ့အတွေ့တွေကတင့်ကို နောက်တစ်ချိန်ထားဖို့လုံးဝခွင့်ပြုမှာမဟုတ်ပါဘူး။ဒါကြောင့်အဲ့ဒီ negative loop ကိုရပ်တန့်ပြဖို့တင့်မှာဆွမ်းအားရှိရဆိုတာသိဖို့လိုအပ်ပါတယ်။ဒါကိုဘယ်လိုလုပ်မလဲ။တင့်ရဲ့စိတ်ကို ကြားရာတစ်ခုမှာအတင်းကျပ်အာယုံစိုက်ခိုင်းလိုက်ပါစိတ်ကိုလေ့ကျင့်ပေးခြင်းဟာကြွက်သားကိုလေ့ကျင့်ပေးတာနဲ့အတူတူပါပဲတင်းရဲ့လက်ရှိခံစားချက်ကြာရှုံးမှုနဲ့လုံးဝမသက်ဆိုင်တဲ့ဝိတ္ထုကပြဒါမှမဟုတ်နီးပညာစာအုပ်တို့ကို5မိနစ်အချိန်တတ်မှတ်ပြီးအာယုံစိုက်ဖက်လိုက်ပါတဲ့အောင်တော့ကိုချက်ချင်းမသိမသာအလုပ်တွေတခုပေးလိုက်ခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ ကျေးဇူးတင်တတ်ပါအခုငါဘာကိုကျေးဇူးတင်ရမလဲဆိုတော့စရင်ကိုစိတ်ထဲမှာဖြစ်စေစာရွက်ပေါ်မှာဖြစ်စေသုံးခုလောက်စတင်စဉ်းစားလိုက်ပါအသက်ရှင်နေသေးတဲ့အတွက်နှွေးထွေးတဲ့အိမ်တစ်လုံးရှိနေသေးတဲ့အတွက်ခင်မင်သူတွေရှိနေသေးတဲ့အတွက်အဲ့ဒီလိုတွေးပြီးကျေးဇူးတင်ကြည့်ပါဒီလိုရက်ကတဲ့ရဲ့အုံတော့ကိုချုံရင်းချက်ကိုရှာဖွေရကနေကောင်းမွန်တဲ့အရာတွေကိုရှာဖွေဖို့လမ်းကြောင်းပြောင်းလဲပေးပါတယ် တတိယပါစိတ်အာယုံစူးစိုက်မှုကိုအတင်းကျပ်ပြောင်းလဲခြင်းဟာလဲကြတဲ့နေရာမှာပဲဆက်ထိုင်နေခြင်းနဲ့တင်းရဲ့စိတ်ကိုအင်အားသုံးပြီးဆွဲထုတ်လိုက်တာနဲ့အတူတူပါပဲစိတ်ရဲ့လေကလေးကိုဖန်ဆွဲပြီးပြစ်စုံပံကိုပြန်ခေါ်လာခြင်းပဲဖြစ်ပါတယ်ဒီနည်းလမ်းကတင်းရဲ့အုံနောက်ကိုအတိတ်ကနာကျင်မှုတွေဖြစ်ပြီးသားအမားတွေထဲမှာဆက်လက်နင်းမြုပ်မနေဖို့အမိန်ပေးလိုက်တာပါဒါမှသာတင်းရဲ့အုံနောက်ဟာအတိတ်ကနေလွတ်မြောက်ပြီး ပစ္စုပန်ကိုပြန်ရောက်လာတာရှေ့ဆက်ဖို့မလုပ်ရမလဲဆိုတော့ဘူးစတင်စဉ်းစားနိုင်မယ်ဆွမ်းအားတဲ့မန်တယ်စပစ်ကိုရရှိမှာဖြစ်ပါလေဆေးရဲ့လေပတ်မှုကိုရက်လိုက်ပြီးပြန်ထနိုင်မယ် start button ကိုနှိပ်လိုက်ပါနီးလနဲ့ပတ်သုံးကတော့မိမိကိုအားပေးမဲ့သူတွေနဲ့ဆက်သွယ်ပါကြာရှုံးမှုနဲ့ရင်ဆိုင်ရတဲ့အခါကျွန်တော်တို့ကကဘာကြီးကနေခွဲထွက်ပြီးမိမိကိုယ်ကို အထူးကြံစည်ခြင်းကိုလုံးမိတတ်ကြပါတယ်။တယောက်တည်းပုံအောင်နေပြီးကိုယ့်ရဲ့အတွင်းစိတ်နဲ့ပဲအနုလက္ခဏာဆန်တဲ့စကားတွေပြောဆိုနေခြင်းဟာလဲကျနေတဲ့အခြေအနေကနေပိုပြီးစိတ်တက်ကြစေပါတယ်။ဒီနေရာမှာသတိပြုရမယ့်အချက်ကတော့ဒီအချိန်ဟာတင့်ကိုဝေဖန်သူတွေအပြစ်တင်မဲ့သူတွေနဲ့စကားပြောရမယ့်အချိန်မဟုတ်ပါဘူး။တင့်ကိုပြန်လဲထူထောင်ဖို့စိတ်ပိုင်းဆိုင်ရာအားဖြစ်ပြီးမှသာလိုအပ်နေတာပါ။ ဒါကြောင့်တင်းကိုအားပေးနိုင်မဲ့တင်းရဲ့အစွမ်းစားအောင်မြင်မှုမတန်းတွေကိုတတိယစီမဲ့လူတယောက်ဒါမှမဟုတ်အုပ်စုတစ်ခုနဲ့ရည်ရွယ်ချက်ရှိရှိစကားပြောပါဒိုးသူတွေကဘယ်သူတွေဖြစ်နိုင်မလဲမိမိရဲ့မိသားစုဝင်တို့ကိုလေးစားအားကြရတဲ့တငယ်ချင်းတင်းဘဝလမ်းကြောင်းကိုလမ်းညွန်ပေးနိုင်တဲ့ဤပြတုံးလည်းဖြစ်နိုင်ပါတယ်ဘာကြောင့်ဒီလိုလုပ်တင်တာလဲဆိုတော့သူတို့စီကနေမင်းလုံနိုင်ပါတယ် မင်းထနိုင်ပါတယ်ဒီပြဿနာကမင်းရဲ့တန်ဖိုးကိုမပြောင်းလဲဘူးဆိုရယ်ရုပ်သားတဲ့စကားတမှုကိုနားထောင်လိုက်ရတာဟာကိုဘသာအာအကြီးအကျယ်မွေးမြူနေရတာထက် ပိုပြီးမြန်ဆန်စွာစိတ်ပိုင်းဆိုင်ရာကိုပြန်လည်တိဆောက်စေနိုင်ပါတယ်သူတို့ရဲ့အမြင်ကတင့်ရဲ့ပြဿနာကိုတင်းငယ်သွားစေပြီးငါတယောက်တည်းမဟုတ်ဘူးဆိုရယ်ခံစားကြဟာတင့်ကိုစိတ်ပိုင်းဆိုင်ရာခွန်အားအများကြီးရရှိစေမှာဖြစ်ပါတယ် ာရှုံးမူလိုင်းဟာစိတ်တရတိုက်ပွဲတစ်ခုပါပဲဒီတိုက်ပွဲကိုတယောက်တည်းမတိုက်ပါနဲ့တင်းယုံကြည်ရတဲ့သူတို့ဝဲအကူအညီကိုရယူပါသူတို့ရဲ့အမြင်ကတင်းရဲ့လက်ရှိပြဿနာကိုဘေးကင်းတဲ့ရှုထောင့်မှနေမြင်နိုင်အောင်ကူညီပေးပါလိမ့်မယ်နီလာနံပါတ်၄ကတော့ creative expression လို့ခေါ်တဲ့ဖန်တီးမှုတွေထုတ်ဖော်တာပဲဖြစ်ပါတယ်လဲကြတဲ့အခါစိတ်ဖိစီးမှုတွေ ဒေါသတွေဝမ်းနည်းမှုတွေရှက်ရမှုတွေစတဲ့ခံစားချက်ပြင်းထန်မှုတွေဟာသင်စိတ်ထဲမှာမိတော်မှုမှုပြည့်နှက်နေတတ်ပါတယ်ဒီခံစားချက်တွေကိုအထဲမှာပဲပိတ်လောင်ထားမယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါပောက်ကွဲထွက်ပြီးထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်အဲ့ဒီစိတ်ဖူးစည်းမှုတွေကိုဘေးကင်းရစေထုတ်ပြဖို့လိုအပ်ပါတယ်အလွယ်ဆုံးနဲ့အထူးရောက်ဆုံးနည်းလမ်းကတော့သင်ရဲ့ဝါသနာကို ခဏလေးပြန်လုပ်လိုက်တာပါပဲဥပမာဂစ်တာတီးလိုက်တာပီယနိုတီးလိုက်တာဒါမှမဟုတ်တချင်းကျဲကြီးဖွင့်ပြီး လိုက်ဆိုလိုက်တာမျိုးပြုလုပ်ပေးပါဒီလိုလုပ်လိုက်ခြင်းကတင်းစိတ်ထဲကအပူတွေကိုတိတိတတ်တာရောကြစေပြီးပုံမရှင်းလင်းပြီးတည်ငြိမ်တဲ့စိတ်နဲ့ပြန်လဲနှူးထလာဖို့အတွက် စိတ်ပိုင်းဆိုင်ရာ နေရာလို့တခုကိုဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ် နီလနဲ့ဘငါကတော့ရည်ရွယ်ချက်ကိုပြန်လဲစုကြိုက်ထားပါကဲနောက်ဆုံးအနေနဲ့စိတ်တက်ပြန်လဲထူထောင်နေရဲ့အနှစ်သာရအကြဆုံးနီလန်ကတော့ဘာကြောင့်ဆိုရဲမျောလင်းချက်ထားရှိရမှာပဲဖြစ်ပါတယ်လူတွေပြင်းပြင်းထန်ထန်လဲကြတဲ့အခါဘန်းတိုင်းတွေအိမ်မက်တွေမူလရည်ရွယ်ချက်တွေအားလုံးကိုပါတခါလဲမေးလျော်ပြီးလက်ရှိနိုင်ငံမှုကိုပဲအာရုံစိုက်နေတတ်ကြပါတယ်ဒါအမောင်ထဲမှာလမ်းပြောင်းနေတယ်လို့ပါပဲ။ ဒါကြောင့်တင်းရဲ့အဓိကမျောလင့်ချက်ဖြစ်တဲ့ဘာကြောင့်မှာပြန်ထတဲ့လဲဘာကြောင့်မှာဒီပြဿနာကိုရင်ဆိုင်တဲ့လဲဆိုရဲမိကုံးတွေကို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 ပြန်မေးပါကျွန်တော်ကပြောထားတဲ့ချက်ငါချက်ကိုမိတ်ဆွေစိတ်တကြလမ်းပြောင်နေတဲ့အချိန်မှာလက်တွေ့ကျင်းလုံးကြီးပါမိတ်ဆွေတို့ကလမ်းစာတစ်ခုရလာပါလိမ့်မယ်